ဖះတကယ်ရှိနိုင်ပါသလားဖះအရင်ကတော့အကျွင်းမဲ့ယုံကြည်စွာဘာသာရေးလိုက်စားသူပါဖះအခုကျစိတ်ထဲမှာတန်တရားတွေဝင်နေလာပါတယ်တဲ့အရှင်ဖះကျန်တော်နောက်ဘဝမှာလူကောင်းဖြစ်ချင်ပါတယ်ဖះဘယ်လိုကောင်းမှုပြုလို့ရပါသလဲဖះဖြည့်ပေးပါဖះတဲ့ ဒီဘဝမှာတွင်ပဲလူကောင်းမဖြစ်ခြင်းဘူးလားဟင်နောက်ဘဝဆိုတာကိုပါဖြစ်မယ်မဖြစ်ဘူးဆိုတာအတိအကျမသိနိုင်ဘူးလေအဲ့ဒီလိုအတိအကျမသိနိုင်တဲ့အတွက်ဒီဘဝမှာတွင်ပဲလူကောင်းဖြစ်အောင်ကြိုးစားရမှာနော်ဒီဘဝမှာစပြီးတော့လူကောင်းဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဒီဘဝမှာလည်းလူကောင်းဖြစ်တယ်လို့နောက်ဘဝမှာလည်းလူကောင်းဖြစ်မယ်နော်လူကောင်းဖြစ်ဖို့ကဘာတွေလိုအပ်တယ်လဲဆိုရင်ဥစ္စာခုနှစ်ချက်လိုအပ်တယ် ဥစ္စာခုနှစ်ချက်ကဘာတွေလဲဆိုရင်တတ္တာဒနံယရနာ၃ပါးနှင့်ကံကံ၏အကျိုးပေါ်ယုံကြည်ခြင်းဥစ္စာနှင့်တိလဒနံတိလတိဟုသောဥစ္စာ၃ခိရိဒနံမကောင်းမှု၌ရှက်ခြင်းဥစ္စာ၄ဩတ္တပဒနံမကောင်းမှု၌ကြောက်ခြင်းဥစ္စာ၅တုတဒနံအကြအမြင်များခြင်းဥစ္စာ၆စာကဒနံပေကံလှူဒန်းဆွန်ကြဲခြင်းဥစ္စာခုနှစ် ပညာဒဏ္ဍမဘူပညာဥစ္စာတို့ပဲဖြစ်ပါတယ်။ဒါဟာဥစ္စာ9ပါးပဲဖြစ်ပါတယ်။အဲ့ဒီဥစ္စာ9ပါးကိုမြတ်စွာဘုရားကအရိယာဥစ္စာ9ပါးလို့ဟောကြားတော်မူပါတယ်။ထိုအရိယာဥစ္စာ9ပါးကိုပြည့်စုံအောင်ကြိုးစားမယ်ဆိုရင်ဒီဘုရားမှာလည်းလူကောင်းဖြစ်တယ်လို့နောက်ဘုရားမှာလည်းလူကောင်းဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်လူကောင်းဖြစ်ခြင်းတည်းဆိုရင်ဤအရိယာဥစ္စာ9ပါးနဲ့ပြည့်စုံအောင်ကြိုးစားပါလို့ပြောကြံပါတယ်နော်။ အရှင်ဖယားဖယားတကယ်ရှိနိုင်ပါသလားဖယားအရင်ကတော့အကျွင်းမဲ့ယုံကြည်စွာဘာသာရေးလိုက်စားသူပါဖယားအခုကျစိတ်ထဲမှာတန်တရားတွေဝင်နေလာပါတယ်တဲ့ဝကလိမထေကိုမြတ်စွာဘုရားဟောကြားတဲ့တရားတစ်ပုဒ်ရှိပါတယ်ဇောခောဝကလိဓမ္မံပတ္တတိသောမံပတ္တတိဇောမံပတ္တတိသောဓမ္မံပတ္တတိ चित्त ဝကလိတရားကိုမြင်တော်သူသည် ဖျားကိုမြင်သည်မိဤဖျားကိုမြင်တော်သူသည်တရားကိုမြင်သည်မိဤတဲ့ဖျားတကယ်ရှိမရှိဆိုတာကိုသိမြင်ခြင်းတည်းဆိုရင်တမိုင်းကြောင်းလိုက်ကြည့်နေုံဖြင့်မလုံလောက်ပါဘူးဖျားတကယ်ရှိမရှိဆိုတာကိုသိမြင်ခြင်းတည်းဆိုရင်တရားသိအောင်အရင်လုပ်ပါတရားသိပြီဆိုရင်ဖျားတကယ်ရှိတယ်ဆိုတာကိုသိမြင်လာပါလိမ့်မယ်ရိုသေးစွာမေးလျှောက်ခြင်းပါတယ်ဖျားလူမျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွားတွေ နေ့စဉ်တပည့်တော်တို့အားဖြင့်တည်နေရပါတယ်။အဲ့အတွက်အပြစ်ရှိပါသလားဖရာတဲ့။တတဝါတကောင်ကိုတတ်မိတဲ့အခါမှာ အင်္ဂါ၅ချက်နဲ့ညီမအပြစ်ဖြစ်ပါတယ်။အင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်၁ပါဏတက်ရှိတတဝါဖြစ်ခြင်း၂ပါဏတည်ညိတာတက်ရှိတတဝါဟုအမှတ်ရှိခြင်း၃ဂါတာစိတ်တတ်လို့သောစိတ်ရှိခြင်း၄ဥပက္ကမလုံလပြုခြင်း ငါမရဏထိုလုံးလားကြောင့်တည်ခြင်းတို့ဖြစ်ပါတယ်။ပေါ်ပြပါအင်းကငါးချက်နဲ့ညီမသာအပြစ်ဖြစ်ပါတယ်။ပိုးမွားတွေဟာတတဝါဖြစ်တာမှန်ပေမဲ့ပါမန်မျက်စိဖြင့်မမြင်ရတာကြောင့်တတဝါဟုသောအမှတ်တင်ညာမထင်ရှားပါဘူး။အဲ့ဒီလိုတတဝါဟုသောအမှတ်တင်ညာမထင်ရှားတဲ့အတွက်တေးစီလိုသောစိတ်လည်းမဖြစ်သလိုလုံလပြူခြင်းလည်းမဖြစ်ပါဘူး။မတော်တဆထိခိုက်၍တည်တာတော့ရှိပါတယ်။ ို့တော်လည်းပဲပေါ်ပြပါအင်္ဂါ၅ချက်နဲ့မညီတဲ့အတွက်အပြစ်မဖြစ်ဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်။ ఓ နာတိ၃ချက်မှာဘယ်အရာတွေကပိုခံစားရပါလဲဖေယား။တပည့်တော်ကအဖြေတီးပြီးသားပါအရှင်ဖုရားအဖြစ်တိလာမေးကျင်တာပါတဲ့။အိုနာတိ၃ချက်စလုံးကဆင်းရဲတာတွေပဲဖြစ်တဲ့အတွက်၃ချက်စလုံးခံစားရတာပါပဲเนาะ။သို့တော့အခမ်းစားရဆုံးဥစ္စာတစ်ခုတည်းကိုပဲပြောပါဆိုရင် မရဏတော်ဥတ္တရိဒုက္ခနာမနတိမရဏတော်သိခြင်းတရားထက်ဥတ္တရိပုံလွန်သောဒုက္ခနာမသိရမည်သည်နတိမရှိဘူးလို့မြတ်စွာဘုရားကဟောကြားထားတဲ့အတွက်အူနာတိသုံးချက်မှာသိခြင်းတရားကအစင်းရဲဆုံးဖြစ်တာကြောင့်သိခြင်းတရားကပို၍ခံရခတ်ပါတယ်နော်အရှင်ဘုရားတတိတော်တို့စေတမ်းမှသင်ခဲ့ရတဲ့ရေတဲ့ပြဇက်ကဂေါတမမြတ်စွာဘုရားနဲ့ဘယ်လိုပတ်သက်မှုရှိတယ်လဲဗျာ ရူသေးစွာလျှောက်ထားအပ်ပါသည်ဖျားတဲ့ရေတဲ့ပြဆက်ဆိုတာအထဏိပတ်ဂင်္ဂာမာလဇတ်တော်ကနေဖြစ်ပေါ်လာတဲ့ဇတ်တော်ဖြစ်ပါတယ်950ဇတ်တော်မှာတော့420တပုံးမြောက်ဇတ်တော်ဖြစ်ပါတယ်ဒီဇတ်တော်ဖြစ်ပေါ်လာတာကတော့မြတ်စွာဘုရားတာဝတိပြည်ဇေတဝန်ကျောင်းတော်မှာတည်င်းသုံးနေတုန်းဥပုပ်ဆောင်ခြင်းကြောင့်ရရှိလာမဲ့အကျိုးတရားများကိုဥပမာပြီးပြဟောရာကနေပေါ်ပေါက်လာတာဖြစ်ပါတယ်ဒီလောက်ဆိုရင် ရေတဲ့ပြဇတ်နဲ့မြတ်စွာဘုရားဘယ်လိုပတ်သက်တယ်ဆိုတာကိုသိလောက်မယ်ထင်ပါတယ်ဆိုတော့မလေးမေတ္တာဆွေပမောခကျုပ်ဆရာတော်ဘုရားကြီးကိုသွားဖူးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်မေတ္တာဆွေကမပြောထားတော့ဆိုတော့ပမောခကျုပ်ဆရာတော်ဘုရားကြီးကိုသွားဖူးတဲ့အခါမှာအစိုးတော်လူငယ်ပိုင်းတွေကလည်းဖြစ်တာဆိုတော့ဆရာတော်ကြီးကသူ့ကိုသိမယ်မထင်ဘူးလို့သူကဒီလိုတွေးခဲ့ပါတယ် အမှန်မှာတော့ပမောက္ခချုပ်ဆရာတော်ဘုရားကြီးကိုတွားပူလိုက်တဲ့ခါမှာဆရာတော်ကြီးက"အော်အစိုးတော်မေတ္တထားဆွေပါလား"လို့ပြန်ပြီးတော့မှနှုတ်ခွန်းဆက်ပါတယ်တဲ့အဲ့တော့မေတ္တထားဆွေကလည်းပဲအယံကိုပျော်ရွှင်သွားတယ်ပေါ့ဆရာတော်ကြီးကသူ့ကိုမှတ်မိနေတဲ့အတွက်အယံကိုပျော်ရွှင်သွားရတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုကြည့်တော့ခမုန်းကလည်းမေတ္တထားဆွေကိုအားကြပါတယ် ဖမောတော်အနေနဲ့ပါမောက်ခချုပ်ဆရာတော်ဘုရားကြီးကိုဖူးကျင်ပေမဲ့လည်းပဲယနေ့အချိန်ကြီးတခါမှမဖူးရသေးပါဘူးဖူးခွင့်လည်းမကြုံသေးလို့ဖြစ်ပါလိမ့်မယ်အစိုးတော်မှလေးမေတ္တာဆွေကတော့ဖူးခွင့်ရရှိသွားတာလည်းဖြစ်တယ်နောက်ပြီးတော့ပါမောက်ခချုပ်ဆရာတော်ဘုရားကြီးကလည်းပဲသူ့ကိုအတိမပြုတဲ့အနေနဲ့စိတ်ထားဖြူဖွေးသောအစိုးတော်မှလေးဖြစ်ပါစေလို့လည်းပဲမှတ်တမ်းစာလေးပဲရေးပေးလိုက်ပါတယ်ဒါသူ့အတွက်ခုံယူစရာတစ်ခုဖြစ်ပါတယ် ဲ့တော့ပြောချင်တာကတော့ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဘလောက်ပဲအောင်မြင်နေပါစေကြော်ကြားနေပါစေအောင်မြင်ဖို့ကြော်ကြားဖို့လူတည်များဖို့ဆိုတဲ့လာဘတက္ကာရတိလောကဆိုတဲ့လက်တရဖို့ကြော်ကြားထင်ပေါ်ဖို့ဆိုတော့ဆိုတဲ့အရာတွေကိုလုတ်ယူနေတဲ့ပုံကိုယ်တွေကလူယုတ်တွေဖြစ်ပါတယ်လုတ်ယူစရာမလိုပါဘူးကိုယ့်ရဲ့လုတ်ပုံ၊ကင်ပုံ၊နေပုံ၊ထိုင်ပုံ၊ပြောပုံ၊ဆိုပုံဒါတွေကအလုံးစေတနာပါပါနဲ့ အလုံးလုံးမယ်ဆိုရင် အားလုံးကလည်းဝိုင်းပြီးတော့မှအတိမတ်ပြုကြမှာဖြစ်ပါတယ်အခုလဲမိတ္တသားဆွေဟာအစောကလေးကကြီးနဲ့သူ့ရဲ့ပြောပုံဆိုပုံလုတ်ပုံကင်ပုံတွေကအားလုံးကပြပြီးကြီးတည်တည်တတ်တတ်ရှိလွန်းလာပါတယ်အဲ့တော့မိန်းကလေးတွေလူငယ်တွေအတူယူတင်တဲ့စံပြအမျိုးသမီးဆိုရင်လည်းပဲမမားပါဘူးအဲ့တော့မိသားဆွေဟာအဆူမှာလည်းပဲပိုင်နိုင်ကျွမ်းကျင်တယ်လို့ လူမှုဆက်ဆံရေးမှာလည်းပဲကောင်းတယ်လို့ဖောင်ဖောင်တို့အနေနဲ့ဒီလိုအကြံပြအနေနဲ့သိရပါတယ်အဲ့တော့ပြောချင်တာကတော့လူငယ်တွေအနေနဲ့မိသားထားစွေကို အတူယူရမှာဖြစ်ပါတယ်အောင်မြင်ဖို့ကြော်ကြားဖို့ဆိုတာအထက်ကိုကိုလုံနေတဲ့အရာတွေဟာသူတော်ကောင်းတွေအတိမတ်ပြုတဲ့ဟာမျိုးဖြစ်သလားမြတ်စွာဘုရားကတော့တပင်တွေဒီကိုပြောပါတယ်တပင်တွေဒီဟာတဲ့လူတွေကို လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေတိုးပေါ်အောင်လုပ်နေကြတာမို့လို့ ဒီတပင်တဲ့ဒီဟာသိရင်အပင်ငရေကိုကြမယ်လို့ဟောခဲ့တာတွေလည်းပဲတာရကတွေရှိသလိုနောက်ဒီတပင်တဲ့ဒီဟာလူတွေအသိဉာဏ်ဘူဒုဒ္ဒတွေရလာဖို့ဘာသာရေးကိုင်းဆိုင်လာဖို့အတွက်အသိတွေတသိတွေရှိလာဖို့တင်ပြချပြကြတဲ့ပုံကိုယ်တွေမှာတော့ဒါကောင်းတဲ့စေတနာနဲ့လုပ်နေကြတာဖြစ်တဲ့အတွက်သူတို့တွေဟာကောင်းတဲ့ဘုံဘွားတွေကိုရောက်နိုင်ပါတယ်လို့လည်းဒီလိုထပ်ဆင်ပြီးတော့ခေါ်ထားတာတွေလည်းပဲရှိပါတယ် ဒါကြောင့်မို့အဲ့တော့ကိုလှုပ်ဆောင်တဲ့အလုပ်တစ်ခုဟာကိုကိုကိုလည်းဂုံယူဝင်ကြွားစာနဲ့အလုပ်လုပ်ရမှာ ဖြစ်တယ်လို့ကိုလှုပ်တဲ့အလုပ်ဟာလိပ်ပြတတ်မို့လည်းလိုပါတယ်။နောက်ပြီးကြတော့ကိုရဲ့လှုပ်ရက်တွေဟာပညာရှိသူတော်ကောင်းတွေဆရာတော်ဘုရားကြီးတွေအတိမတ်ပြုရလားကိုကိုတိနိုင်ရလားဆိုတာလေဒါလေးလည်းပဲသုံးတက်လို့ရပါတယ်။အဲ့မှာကိုက ပြောပုံဆိုပုံ သွားပုံလာပုံနေပုံထိုင်ပုံစေတနာပါပါနဲ့အလုပ်လုပ်ကြမယ်ဆိုရင်ဆရာတော်ကြီးတွေအပြင်မိဘတွေဆရာသမားတွေကလည်းပဲအားလုံးဟာအတိမတ်ပြုလာရမှာဖြစ်ပါတယ်။အဲကြောင့်မို့ကိုယ့်အနေနဲ့ကောင်းတဲ့အမတ်တစိတ်တွေကောင်းတဲ့လက္ခဏာတွေကိုအတိမတ်ပြုနိုင်ဖို့ဆိုရင်ကိုယ့်ရဲ့နေပုံထိုင်ပုံသွားပုံလာပုံလှုပ်ပုံကင်ပုံတွေဟာစေတနာပါပါနဲ့အလုပ်လုပ်ရမှာဖြစ်တယ်လို့အခုမေတ္တာဆွေလိုပဲသူလုပ်တဲ့လုပ်ငန်းတွေဒီ သူရဲ့အကျိုးစီးပွားအတွက်လုပ်တာရှိတယ်လို့ဘာသာရေးဘက်ကလည်းပဲအားပေးစွာတက်ကြွစွာဆောင်ရွက်တဲ့ကလေးမလေးဖြစ်တဲ့အတွက်ဆရာတော်ကြီးတွေကအတိအမှပြုတာဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးပဲမိသားစုတွေကိုအတူယူပြီးတော့မှကိုယ့်ရဲ့လုပ်ပုံ၊ကိုင်ပုံ၊ပြောပုံ၊ဆိုပုံတွေကိုပြန်လဲပြီးတော့ပြင်ဆင်တာသူတော်ကောင်းတွေအတိမတ်ပြုတ်ခံရတဲ့ပုံပုံများဖြစ်ကြပါစေဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ